မင်္ဂလာညချမ်းပါရှင်2014ခုနှစ်ဇန်နဝါရီလ15ရက်ဗုဒ္ဓဟူးနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မခက်ပါပါ RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် ကရင်ပြည်နယ်ဖအံမြို့မှာလာမယ့်ဇန်နဝါရီလ25ရက်နေ့ကျင်းပမယ့်ငင်းချမ်းရေးဆွေးနွေးပွဲကိုဖေဖော်ဝါရီလလာဇန်ပိုင်းကိုရွှေ့လဆိုင်းလိုက်တယ်လို့မြန်မာငင်းချမ်းရေးစင်တာကတာဝန်ရှိသူတွေက RFA ကိုပြောပါတယ်ဒီဆွေးနွေးပွဲမတိုင်ခင်လာမယ့်ဇန်နဝါရီလ20ရက်ကနေ22ရက်နေ့အထိကရင်မျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေမှာတိုင်းသာလက်နက်ကိုင်အဖွဲ့တွေအရင်တွေ့ဆုံပြီးဆွေးနွေးကြမှာဖြစ်ပါတယ် အဲ့ဒီဆွေးနွေးပွဲအပြီးမှာပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့တိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေအလွတ်တဘောဆွေးနွေးကြအောင်မှာဖြစ်တဲ့အတွက်ရက်ရွှေ့ဆန်းလိုက်တာလို့မြန်မာငင်းငင်းရေးစင်တာကအကြံပေးပုဂ္ဂိုလ်ဦးလှမောင်ရွှေကပြောပါတယ်။ KNU ထင်းချုံနယ်မြေလေးဝါးစခန်းမှာကျင်းပမဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ဆွေးနွေးပွဲမှာတပြည်လုံးအပြစ်ခတ်ရက်စဲရေးလက်မှတ်ရေးထိုးရင်းနဲ့ပတ်သက်ပြီးတိုင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ဘုံသဘောထားကိုရယူကြမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ဖအံဆွေးနွေးပွဲဟာတနိုင်ငံလုံးအပြစ်ခံရစဲရေးလက်မှတ်ရေးထိုးဖို့အတွက်အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနှစ်ဖက်နောက်ဆုံးဆွေးနွေးပွဲဖြစ်တယ်လို့လည်းဦးလှမောင်ရွှေကပြောပါတယ်ရှင်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေမှာလည်းပြည်လုံးကျွတ်တကောင်စင်းကောက်ယူဖို့အတွက်လက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ဆွေးနွေးညှိနှိုင်းထားပြီးပြီလို့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးဦးခင်ကြီးကဒီနေ့ပြည်အောင်စုလွှတ်တော်မှာသတင်းထောက်တွေကိုပြောလိုက်ပါတယ်။ကောက်နယ်ဖို့အတွက်ပြင်ဆင်နေပါကြီးအားလုံး တဲဟိုအချို့နေရာမှာဘာသာစကားကတ်တဲ့ဆီလာပါဘာသာကတ်ကတ်တဲ့ဆီရှိတဲ့နေရာမှာတော့တဲသားဒင်သားကလေးနဲ့ကောက်ပါပါအခုကျွန်တော်တို့အစိုးရကြီးပဲကောက်မလို့မဟုတ်ပါဘူးတို့အချို့နေရာတွေမှာကျွန်တော်တို့မှာဘာသာစကားပတ်တာပဲတယ်နော်အဲ့လိုပြည်လုံးချုပ်တကောင်ဆင်းကပ်ပြီးပါမှာဝါဒေတာအထူးနှစ်နဲ့မိုင်းလာအထူးဒေတာတွေအပြင်ရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေအပါအဝင်တနိုင်ငံလုံးကိုစည်ရင်းကပ်ယူသွားမှာဖြစ်တယ်လို့လည်းဝန်ကြီးဦးခင်ကပြောပါတယ် မြန်မာနိုင်ငံမှာနှစ်ပေါင်း30ကျော်အတွင်းပထမဦးဆုံးအကြိမ်အဖြစ်ပြည်လုံးကျွတ်တကောင်စီရင်ကိုလာမယ့်မတ်လ30ရက်နေ့ကနေဧပြီလ10ရက်နေ့အထိကောက်ယူမှာဖြစ်ပါတယ်ရှင်။ကချင်ပြည်နယ်မြကြီးနားမြို့အခြေစိုက်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ပါတီနဲ့ကချင်ပြည်နယ်ဒီမိုကရေစီပါတီတို့ဟာပြည်လုံးကျွတ်တကောင်စီရင်ကောက်ခံမဲ့အပေါ်သူတို့ရဲ့သဘောထားတွေကိုဒီနေ့ပြောလိုက်ပါတယ်။ RFA သတင်းတောက်ကိုနေမျိုးထွန်းကတင်ပြထားပါတယ်ရှင်။ ဒီနေ့လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရုံးချုပ်ဖွံ့ဖွဲမှာအစိုးရကလာမယ့်မတ်လ30ရက်နေ့မှာစတင်ပြုလုပ်မယ်။ကြည်လုံးကျွတ်တကောင်စီရင်ကောက်ယူတဲ့အခါမိမိတို့လီဆူတိုင်းရင်းသားမျိုးနွယ်စုရဲ့ကုန်နံပါတ်112ကိုသာမှန်ကန်စွာထည့်သွင်းရေးမှတ်ဖို့နဲ့လူမျိုးအမည်မှန်ကိုလီဆူဟုသာတရားဝင်ခေါ်တွင်ကြဖို့ဆိုတဲ့အချက်နှစ်ချက်ပါတဲ့သဘောထားကြေညာချက်ကိုလီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဦးစီဖာလာလူကအခုလိုကြေညာခဲ့ပါတယ်။မိမိတို့၏လူမျိုးနာမည် လီစုဟုဖြစ်သည်လီစုတီချော့ရောယီသတိခေါ်ဝေါ်များမှာလူမျိုးခြားများမှာလူမျိုးနှင့်ဒေတာလိုက်ခေါ်ဝေါ်ခြင်းတယောတော်တဘောဖြင့်ခေါ်အသုံးလုံးချစ်တာဖြစ်သည်တို့ဖြင့်ဒီစုဟုတာခေါ်အသုံးလုံးချစ်တာအမှန်ဖြစ်သည်တို့ဖြင့်ဒီစုဟုတာခေါ်အသုံးလုံးရန်လို့ဆိုနေရသည်ပိုင်ပြီးတော့စုတပ္ပဒါမနိုင်ငံတော် အန်တော်ဆူရကယခုနှစ်တည်းကောက်ခံသွားမည်။၎င်းစီရင်တွင်အင်မီဒီယိုပရီစုအမျိုးဤတုံနံပါတ်ချစ်တော်အမတ်တစ်တစ်နဲ့ဝမ်ဝမ်တူးတွင်ထဲ့တွင်ရင်းမှတ်ချက်လာလူစော်သည်ဒါအပြင်လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူလေးပါတီဟာဖွံ့ဖြိုးမှုအားနည်းနေသေးတဲ့လီဆူတိုင်းရင်းသားအရေးနဲ့တခြားညီနောင်တိုင်းရင်းသားအရေးတွေကိုလည်းပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောပါရယ်၂၉ရက်ဆယ်လ၂၀၁၃ရဲ့နေ့မှာကျွန်တော်တို့ဒီလီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ လူလေးပါတီကိုတည်တော်မှုပြုပြုခဲ့ဒီနေ့ပါလေနောက်ဆက်လက်ပြီးမှကျွန်တော်14ရက်17လ2023ရက်နေ့မှာကျွန်တော်ထပ်မံပြီးမှမပုံတင်ပြုပြုပေးဖို့ကျွန်တော်ပြန်ဒီတော့စုရေကောက်ပွဲကော်မရှင်ကိုပြန်လည်လျှောက်ထားခဲ့ပါတယ်19ရက်17လ2023ရဲ့နေ့မှာကျွန်တော်တို့ဒီမဟုတ်ဘဲနံပါတ်63နဲ့ကျွန်တော်တို့ဒီလီစုမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူလီပါတီကို မောက်ပရိနံပါတ်69နဲ့ကျွန်တော်တို့ဒီပြည်တော်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်လီစုတိုင်းရင်းသားတွေဟာကချင်ပြည်နယ်ရှမ်းပြည်နယ်စကိုင်းမန္တလေးနဲ့ရန်ကုန်တိုင်းဒေသကြီးတွေမှာပြည်နယ်နေထိုင်လျက်ရှိပြီးစုစုပေါင်းလူဦးရေ9သိန်းကျော်ရှိနေတယ်လို့သိရပြီးအဲ့ဒီဒေသတွေမှာပါတီယုံခွဲတွေကိုလည်းမကြမီဖွင့်လှစ်သွားမယ်လို့ဆိုပါတယ် အလားတူဒီနေ့မှာပဲကချင်းပြည်နယ်ဒီမိုကရေစီပါတီ KSDP ပါတီကပါတီအစည်းအဝေးကနေပြည်တွင်းငြိမ်းချမ်းရေးပါဝင်အချက်၁၀ချက်ကိုသဘောထားထုတ်ပြန်ခဲ့တယ်လို့ကချင်းပြည်နယ်ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌဒေါက်တာမနန်တူးကြာက RFA ကိုပြောပါရယ်ကျွန်တော်အဓိကတော့ဟောပေါ့အဲဒါကျွန်တော်ထုတ်ပြန်တာအဓိကတော့ဒါဟိုပြည်တွင်းငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီထုံကရေးဒါကိုကျွန်တော်တို့လာတော့အဲပြည်လူရှင်တို့ဒါကျွန်တော်တို့ရဲ့မြို့သားပြန်လည်ရေးချစီရေး .Biloxenota le entender de .Biloxeenaota believers in his faith, .Biloxeenaota believers in his faith, .Biloxeenaota believers in his faith, .Biloxenaota believers in his faith, .Biloxeenaota believers in his faith at situation of fact that are analysed out at တန်ဒီမြစ်ဆုံရေကတာနဲ့ပတ်သက်ပြီးအဲတမ္တာဝတိစင်ကနေပြီးတော့ဒါအဲဆဲငံထားတဲ့ဥစားဒါကိုကျွန်တော်အပြည့်အဝထောက်ခံတယ်တန်တော်လေးဒါကိုအဲဆက်တဲ့သူဆောင်မယ်ဆိုလို့ရှိရင်ကျွန်တော်ပါတီအနေနဲ့ပြက်ပြက်တတကန့်ကွက်တာဖို့ရှိပါတယ်ဒီနေ့ပါတီရုံးချုပ်ဖွင့်လှစ်လိုက်တဲ့လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတိုင်းလိုင်းရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ဒေါက်တာမနန်တူးကြာရဲ့ကချင်ပြည်နယ်ဒီမိုကရေစီအပါအဝင်ကချင်ပြည်နယ်မှာတိုင်းရင်းသားနိုင်ငံရေးပါတီစုစုပေါင်း၅ပါတီတရားဝင်မှတ်ပုံတင်ခွင့်ရရှိထားပြီလို့သိရပါတယ်ခင်ဗျာ RF သတင်းတောက်ကိုနေမျိုးထွန်းတင်ပြသွားတာပါရှင်ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ဒူချီရာတန်းကြီးရွာမှာပြီးခဲ့တဲ့ရက်ပိုင်းကကင်းလှည့်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေအကြမ်းဖက်ခံရပြီးရဲတအူလက်နက်နဲ့အတူပျောက်ဆုံးသွားတယ်လို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RF ကိုဒီကနေ့ပြောပါတယ် ဒီရက်တက်ဖွဲ့ဝင်တည်ဆုံသွားတယ်ဆိုပြီးသတင်းတွေဖြစ်ပေါ်နေပေမဲ့အတိမပြုတ်နိုင်သေးဘူးလို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးကော်မတီအတွင်းရမှုဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။ဇန်နဝါရီလ17ရက်နေ့ည9:00နာရီလောက်ကခရီးမြိုင်ကြီးရွာလုံချုံရေးတာဝန်ရှိသူတွေဒူချီယာတန်းကြီးရွာအနီးမှာကင်းလှည့်နေချိန်မှာအဲ့ဒီရွာကမွတ်စလင်80လောက်ကအုပ်စုလိုက်ဝိုင်းခဲ့ကြတဲ့အတွက်လုံချုံရေးအဖွဲ့ဝင်တွေထွက်ပြေးခဲ့ရပြီးရဲတပ်ကြီးပျောက်ဆုံးခဲ့တာပါ။ဒီဖြစ်စဉ်ကြောင့် ူချီယာရန်ကြီးရွာကမွတ်စလင်30လောက်ကိုရခိုင်ပြည်နယ်အစိုးရကစစ်ဆေးမေးမြန်းနေတယ်လို့လည်းသိရပါတယ်ရှင်။အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အထက်မြမပြည်မန္တလေးဖွဲ့စည်းခြင်းနဲ့ဩဝါဒခံယူပွဲတန်ခါညီလာခံကိုမန္တလေးမြို့မဟာအောင်မြင်မှာရှိတဲ့မဟာအတုလဝေယံအတုမရှိကျောင်းတော်ကြီးမှာဒီကနေ့ကျင်းပခဲ့ပါတယ်။ RFW ဝိုင်းတော်သူမှတ်တင်းတီရီကတင်ပြထားပါတယ်ရှင်။ ဒီကနေ့ကျင်းပတဲ့အထက်မြန်မာနိုင်ငံအမျိုးသားသဒ္ဒနာပြုဆောက်ရှောက်ရေးအဖွဲ့ဖွဲ့စည်းရဲ့အခမ်းအနားကိုမြန်မာနိုင်ငံအထက်ပိုင်းဒေသအတော်များများကကိုစားပြုတန်ခါတော်တွေပါဝင်ချပါတယ်။ဒီခမ်းအနားကိုဆရာတော်အရှင်ညာနိဒရာလည်းကြွားရောက်ပြီးတော့အမျိုးဘာသာသဒ္ဒနာဆောက်ရှောက်နေတဲ့တန်ခါတွေကိုပြည်ရင်းပြည်ပကဝေဖန်တာတွေကိုလည်းတီးခန့်ခြင်းဟာအကောင်းဆုံးတုံ့ပြန်ခြင်းဖြစ်တယ်လို့လည်းမိန့်ပါတယ်။ဘုဒ္ဓဆရာမူရီ xuất bắp ra cái công nghệ này lùm nha sơ sơ khai ra cô bị đã xây số ra anh đã là mà xây thêm mà mà bảo là anh nhớ cho anh là xây số ra mà bây mà bảo là phía chẳng là số ấy lùi mang như muốn tặng thì nặng ăn အဲ့ဒီတပြက်ထွက်ခြင်းစိတ်ဆိုးခြင်းမတတ်မတာဖြစ်ခြင်းအန္တရာယ်ဒီလိုလိုဘာသာစီယိုကြီးနဲ့ပတ်သက်အန္တရာယ်ရှိမှဒီလိုဖွဲ့စည်းလိုက်တဲ့အတွက်ရရှိလာနိုင်တဲ့အကျိုးကျေးဇူးကိုနီလာကန်ဖြစ်မြောက်ရေးမှဦးဆောင်ပါဝင်သူတန်ခါတစ်ပါးဖြစ်တဲ့ဆရာတော်ဦးရာဇဓမကအခုလိုမိန့်ပါတယ်။ဟာအကျိုးရလာကဒီလိုဖွဲ့စည်းလိုက်တာဟာဥဒ္ဓရနိုင်ငံတို့အာရုံတစ်ခုဖြစ်သွားတယ် ဦးဇင်းတို့မန်းလေးဒီအထက်မြန်မာပြည်မှာခန္တာကြီးတစ်ခုဖြစ်သွားတယ်။ဟိုဦးဇင်းတို့ဒီခန္တာကြီးဆိုတာကဟိုဘာသာကြားကနေပြီးတော့ဟိုလောလောကူကူနဲ့ဟိုဖြိုခွင်းလို့မရအောင်လို့ပေါ့ဒါဦးဇင်းတို့ခန္တာကြီးပါပဲအဲ့ဒီခန္တာကြီးလောက်တဲ့အတွက်ကြောင့်မလို့ဦးဇင်းတို့အမျိုးဘာသာသာသနာဒီထက်မှကရေရှိတည်တတ်နိုင်မယ်လို့ဦးဇင်းတို့ယုံကြည်ထားတယ်လေ။ ရှမ်းပြည်တောင်ပိုင်းကလောမြို့မြို့မပရိယတ်တီစာတင်တိုက်ကကိုစားပြုပြီးကြွားရောက်လာတဲ့ဆရာတော်အရှင်ကုသလကလည်းဒီနီလာကံကိုတက်ရောက်တာနဲ့ပတ်သက်ပြီးတော့ RFA ကိုအခုလိုမိတ်ပါတယ်။အဲကြွားလာတဲ့အကြောင်းရင်းကဘုန်းကြီးတို့ဒီအမျိုးရဲ့ဘာသာရဲ့သာသနာရဲ့ဆောင်းချောက်နိုင်ရတယ်ဘုန်းနော်မြို့ဘာသာကနာဆောင်းချောက်ရေးအတွက်အဲဘုန်းကြီးတို့ယုံကြည်ချက်နဲ့တက်ရောက်လာတာ။ Walking Gong ပြမစိုးစီရတော့ဥတိတ်ခါကလည်းအမျိုးဘာသာသာသနာစောင့်ရှောက်ရေးကိုအမျိုးသားရေးတာဝန်တရအဖြစ်လှူဆောင်ကြဖို့လည်းမိန့်ပါတယ်။မြို့ဘာသာသာသနာဘာဝချင်းချင်းစောင့်ရှောက်ရေးကိစ္စဆောင်ရွက်နေကြတော့ရှင်သူပုဂ္ဂိုလ်များဟာလမ်းကြောင်းမှာဖားတည်ရာဩဝါဒနာတာဖြစ်မြင့်ပြီးတော့အဖြစ်ဆောင်ရွက်တော်မူကြတဲ့အရေးကြီးတာပါ။ ခုအထက်မြန်မာနိုင်ငံရဲ့ညီလာခံကိုတော့တန်ခါအပါတပေါင်းကျော်တက်ရောက်ခဲ့ပြီးမန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေနိုင်ငံရေးပါတီကိုယ်စားလှယ်တွေအပြင်လူပုဂ္ဂိုလ်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။မနစ်ကလည်းရန်ကုန်မြို့အင်းစိန်ရွာမှာပြည်ရတိအောင်စန်းတပ်ဦးကျောင်းနိုင်မှာအခုလိုမျိုးညီလာခံကျင်းပခဲ့ပြီးတော့မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများလက်ထက်ထိမ်းမြားခြင်းဆိုင်ရာဥပဒေမူကြမ်းနဲ့ကိုယ်ခွေရာဘာသာသာသနာနဲ့ပတ်သက်တဲ့မှတ်ပုံတင်ဥပဒေကြမ်းကိုလည်းပြုစုခဲ့ပါတယ်ရှင်။ ် RFA1 တို့သူမှတ်တင်သီရီတင်ပြသွားတော့ပါရှင်။လာမယ့်2014-2015ဘဏ္ဍာရေးနှစ်အတွက်ကာကွယ်ရေးအသုံးစရိတ်ကို American Dollar 1.3ဘီလီယံလောက်နဲ့ညီမျှတဲ့ကျပ်ငွေ2300ဘီလီယံနီးပါးသတ်မှတ်ပေးဖို့မနေ့ကကျင်းပတဲ့ပြည်တော်စုလွှတ်တော်အစည်းအဝေးမှာကာကွယ်ရေးဝန်ကြီးဌာနဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကတင်ပြလိုက်ပါတယ်။ဒီပမာဏဟာတနင်္ဂနွေလုံး3ရက်ရဲ့12ရာခိုင်နှုန်းဖြစ်ပါတယ်။ လက်ရှိ2013-2014ဘဏ္ဍာရေးနှစ်မှာကာကွယ်ရေးအသုံးစရိတ်အမေရိကန်ဒေါ်လာတန်ပေါင်း2430ခွင့်ရရှိထားပါတယ်။2012-2013ဘဏ္ဍာရေးနှစ်မှာတနင်္ဂနွေလုံးအသုံးစရိတ်ရဲ့14ရာခိုင်နှုန်းကျော်သုံးစွဲခွင့်ရခဲ့ပြီး2017-2022ဘဏ္ဍာရေးနှစ်တုန်းကတော့တနင်္ဂနွေလုံးအသုံးစရိတ်ရဲ့24ရာခိုင်နှုန်းနီးပါးသုံးစွဲခွင့်ရခဲ့တယ်လို့သိရပါတယ်။အခုနှစ်အတွက်ပြည်ညာရေးအသုံးစရိတ်အဖြစ် တနင်္ဂနွေလုံးအသုံးစရရဲ့9.43ရာခိုင်နှုန်းအသုံးပြုခဲ့ပြီးလာမယ့်2014-2015ဘဏ္ဍာရေးနှစ်မှာ9.62ရာခိုင်နှုန်းအသုံးပြုကျန်းမာရေးကဏ္ဍအတွက်အခုနှစ်မှာ3.15ရာခိုင်နှုန်းသုံးခဲ့ပြီးလာမယ့်နှစ်မှာ3.38ရာခိုင်နှုန်းကိုတိုးမြှင့်သုံးစွဲဖို့ရထားတယ်လို့သမရဦးသိန်းစင်ကဇန်နဝါရီလ6ရက်နေ့ကပြုလုပ်တဲ့ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာပြောဆိုထားပါတယ်မြန်မာနိုင်ငံရဲ့ဗဏ္ဍာရေးနှစ်ကိုနှစ်စဉ်ဧပြီလ1ရက်နေ့ကနေမတ်လ31ရက်နေ့အထိသတ်မှတ်ထားတာဖြစ်ပါရဲ့ရှင် အမေရိကန်ပြည်ထောင်စုကိုဒုက္ခသည်အဖြစ်လာရောက်အခြေချနေထိုင်တဲ့မြန်မာကျောင်းသားလူငယ်တွေထဲမှာအထက်တန်းကျောင်းမပြီးခင်ကျောင်းကထွက်တဲ့နှုန်းဟာ39ရာခိုင်နှုန်းရှိနေတယ်လို့ဒီကနေ့အမေရိကန်နိုင်ငံမှာထုတ်ပြန်တဲ့အစိုးရကစားသောင်းကဖော်ပြလိုက်ပါတယ်။မမြင်ရတဲ့လူသစ်များလို့တိုက်ရိုက်အသေးပဲရတဲ့အဲ့ဒီအစိုးရကစားကို Wisconsin ပြည်နယ်တက္ကသိုလ်ကလူနည်းစုများနှိုင်းရှင်လေ့လာရင်းနဲ့သမိုင်းဆိုင်ရာလေ့လာရေးဌာနလက်ထောက်ပေါင်းမောက်ခတူဦးနဲ့ပါဒူးတက္ကသိုလ်လူမှုရေးနဲ့အာရှအမေရိကန်များဆိုင်ရာလေ့လာရေးဌာနပေါင်းမောက်ခတူဦး ဥတွဲပြုစုထားတာပါမြန်မာနိုင်ငံကနိုင်ငံရေးဘာသာရေးနဲ့စီးပွားရေးပြပခါတွေကြောင့်2014ခုနှစ်ကစပြီးမြန်မာဒုက္ခသည်ပေါင်း8000လောက်အမေရိကန်ပြည်ထောင်စုကိုလာရောက်အခြေချခဲ့ပြီး2008ခုနှစ်မှာအမေရိကန်အခြေချခွင့်ရတဲ့ဒုက္ခသည်စုစုပေါင်းရဲ့30ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ကြောင်းဒါပေမဲ့ဆယ်ကျော်သက်အရွယ်မှာရောက်လာတဲ့လူငယ်တွေအနေနဲ့အင်္ဂလိပ်ဘာသာစကားသင်ယူမှုနှေးကွေးတဲ့အတွက်ထက်တန်းကြောင်းပြီးစီးတဲ့အထိမတင်ယူနိုင်ကြပဲကြောင်းထွက်ဦးရေမြင့်လာတာဖြစ်တယ်လို့အဲ့ဒီအစီရင်ခံကမှာဖော်ပြထားပါတယ်ရှင်။ မြန်မာနိုင်ငံသားတွေဂျပန်နိုင်ငံကိုအကြိမ်ကြိမ်ဝင်ထွက်သွားလာနိုင်မဲ့ multiple entry visa ကိုဒီကနေ့စတင်ထုတ်ပေးနေပြီလို့ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကကြေညာပါတယ်။မြန်မာနိုင်ငံသားတွေဂျပန်နိုင်ငံကိုပိုမိုလာရောက်နိုင်မှုနဲ့ဂျပန်မြန်မာတန်တမန်ဆက်ဆံရေးနှစ်60ပြည့်မြောက်မှုအထိမ်းအမှတ်အဖြစ်နိုင်ငံဆက်ဆံရေးတိုးချဲ့နိုင်အောင်ဒီအစီအစဉ်ကိုအကောင့်ထည့်ဖော်တာလို့ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကပြောပါတယ်။အခုထုတ်ပေးတဲ့အကြိမ်ကြိမ်ဝင်ထွက်နိုင်ခွင့် visa ဟာ၃နှစ်သက်တမ်းရှိမှဖြစ်ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ဂျပန်နိုင်ငံမှာတချိန်ကို15ရက်နေထိုင်နိုင်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအထူးစီးပွားရေးဆောင်တစ်ခုတည်ဆောက်ဖို့မြေထားလန်းတွေအဆင့်မြင့်တင်မှုနဲ့အခြေခံအဆောက်အဦဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက်ဂျပန်အစိုးရကရန်ငွေ63ဘီလီယံထုတ်ချေးမယ်လို့ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေကသမရဦးသိန်းစိန်နဲ့ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းတိုချိုမြို့မှာတွေ့ဆုံစဉ်ကတိပြုပြောကြားထားပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာဂျပန်နိုင်ငံရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွန်းမြင်ရေးအတွက်လည်းနှစ်နိုင်ငံသဘောတူစာချုပ်တစ်ခုလက်မှတ်ရေးထိုးထားပါတယ်ရှင်။ဒီညအတွက်သတင်းကဏ္ဍကိုဒီမျှနဲ့ရန်လိုင်းဝင်ပြုပါရှင်။ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ကျမတို့ RFA ရုံမြင့်တန်းကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00ခွဲကနေ9:00အထိညစဉ်ထုတ်လွှင့်နေပါတယ်။ ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရရှင်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့တအန်းအမျိုးသားလူမျိုးရေးတပ်မတော် TNLA ရဲ့52မြောက် တန်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကိုရှမ်းပြည်နယ်မြောက်ပိုင်းနန့်ဆန်မြို့နယ်ဟိုမင်းကြီးရွာမှာဇန်နဝါရီလ12ရက်နေ့ကကျင်းပခဲ့ပါတယ်။ RFA သတင်းတောက်ကိုကျော်သူကတင်ပြထားပါလရှင်။တအောင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကိုရှမ်းပြည်နယ်မြောက်ပိုင်းနန့်ဆန်မြို့နယ်ဟိုမင်းကြီးရွာမှာပြီးခဲ့တဲ့ဇန်နဝါရီလ12ရက်နေ့ကကျင်းပခဲ့ပြီး လာရှိုးနန့်ခမ်စတဲ့ဒေသတွေကတအောင်းလူမျိုးထောင်ကနန်းနီးပါးတက်ရောက်ခဲ့ပါတယ်။ တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF TNLA အထွေထွေအတွင်းရင်းမှုဘုံမူကြီးတာဖုံးကျော်ကပလောင်လူမျိုးတွေရဲ့မျိုးချစ်စိတ်ဓာတ်နဲ့တော်လိုင်းရေးစိတ်ဓာတ်ကိုမြှင့်တင်ပေးတဲ့အနေနဲ့ဒီအခမ်းအနားကိုကျင်းပတာလို့ပြောပါတယ်ကျွန်တော်တို့1963ဇန်နဝါရီလ10ရက်နေ့မှာကျွန်တော်တို့စပြီးတော့မှဒီပလောင်မျိုးသားတပ်မတော်ကိုကျွန်တော်စတင်တည်ထောင်ခဲ့တယ်အဲ့ဒီနေ့ကိုဆွဲပြုပြီးတော့မှကျွန်တော်နေထူးနေမြတ်တစ်ခုအဖြစ်ကျွန်တော်ဒါကျွန်တော်ရဲ့အဖိနိတ်ကိုတော်လန်တဲ့နေ့ဖြစ်တယ် ဒါကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းပုံမှန်နှစ်ပတ်လည်ကျင်းပရမယ်ဆိုပြီးအထိမ်းမှန်ကျွန်တော်တို့ရဲ့လူထုကျွန်တော်တို့ရဲ့တက်မတော်အကုန်လုံးကုမျိုးချစ်စိတ်တက်ကိုမြင့်တင်တဲ့အနေနဲ့ကုတော်လိုက်စိတ်တက်ကိုမြင့်တင်တဲ့အနေနဲ့ပြီးတော့ကျွန်တော်တို့ဒီအမြူရတော်လိုက်ကာလအသွင်းထဲမှာအသက်တွေးချွေးပေးဆက်လူတန်းခဲ့တဲ့ရဲဘော်တွေကိုကျွန်တော်ဂုဏ်ပြုတဲ့အစီအစဉ်လေးနဲ့ကျွန်တော်တို့ခန္ဓာကျင်းပရခြင်းဖြစ်ပါတယ်အဲ့ဒီအခမ်းအနားမှာတအောင်လွတ်မြောက်ရေးတက်မတော် TNLA တပ်ဖွဲ့ဝင်တွေကစစ်ကြောင်း6ကြောင်းနဲ့စီးရေးပြချစ်တက်ခဲ့ကြပါတယ် တောင်မျိုးသားဒေါ်လာရင်းဒီအခမ်းအနားမှာညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရှမ်းပြည်တွတ်တက်ရေးပါတီ SSPB SSA ပအိုမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL တို့ကလည်းတဝန်လွာတွေပြုပခဲ့ပါတယ်ကိုဒီအသက်ကိုအသက်သွေးချွေးတွေကို ဒီလိုပေးဆက်ပြီးမှပေါ့နော်မိသားစုနဲ့အဝေးကြီးအဲ့လိုတော်တွေထဲမှာကိုဒီလူမျိုးရေလွတ်လပ်ရေးရဖို့ပေါ့နော်ကိုဒီလူမျိုးကောင်းစားရေးဆိုမှအဲ့လိုမျိုးစွန့်လွတ်ကြတဲ့လူတွေရောအများကြီးရှိပါလားဆိုသူတို့အတွက်ဂုဏ်ယူမိတယ်ဒီတော်လိုင်းရင်းနေအခမ်းအနားမှာ2013အတွင်းဖန်းစီရမိတဲ့မူရေးစေဝါအတော်များများကိုလည်းမိရှုဖြက်စီးခဲ့ပါတယ် တောင်မျိုးသားလူမျိုးရေးတပ်မတော် TNLA ဟာအစိုးရနဲ့အပြစ်ခတ်ရဆက်ရေးသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။အရဖက်ဒရင်တော့ကိုကျော်သူတင်ပြသွားတာပါရှင်။ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးအကြံပြုချက်တွေနဲ့ပတ်သက်ပြီးပြည်ထောင်စုလွှတ်တော်လိလာသုံးသက်ရေးပူးပေါင်းကော်မတီကဇန်နဝါရီလ30ရက်နေ့အမီအစည်းအဝေးကစတင်သွင်းနိုင်မှုအတွက် နေပြည်တော်မှာဒီကနေ့ဆွေးနွေးခဲ့ကြပါတယ်။ RFA1 တို့သားကိုကျော်မင်းထွန်းကတင်ပြထားပါတယ်ရှင်။ဖွဲ့ဝင်တရားရှိဦးပါတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းလေ့လာရေးကော်မတီအစည်းအဝေးကိုနေပြည်တော် ကော်မတီရုံးခန်းမှာဒီကနေ့နေခင်းကကျင်းပခဲ့ပါတယ်။ဒီကနေ့ကော်မတီအစည်းအဝေးကိုကော်မတီဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဤသူလွတ်တော်ဒုတိယဥက္ကဋ္ဌဦးနန္ဒအကျော်စွာလည်းတက်ရောက်ခဲ့ပါတယ်။ဒီကနေ့အစည်းအဝေးမှာအကြံပြုချက်တွေအားလုံးဤတော်စုလွတ်တော်ကိုဒီလကုန်အချိန်မီတင်ပြနိုင်မှုအတွက် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကိုအဓိကထားဆွေးနွေးခဲ့ကြတာလို့အစည်းအဝေးတက်ရောက်တဲ့ကော်မတီဝင်တွေကပြောပါတယ်ကျွန်တော်ဒီရင်ဘောင်းအပိဒါဆိုးပြလာမရှိဘူးလောကစင်ပုံမှန်ရှာနေပြန်ပြီးတော့ကျွန်တော်စီစစ်တာပေါ့ဗျာဘလောက်တိုက်တာဒီပြီးပြီလေဘာရင်လို့ဖို့အကြံသေးတယ်လေအဲ့ချန်နာတွေဘယ်လိုလုပ်မလဲအဲ့လောက်ပါအဖွဲ့ငါးဖွဲ့ရပေါ့နော်ဟိုတွေးတော့ဒီယာတွေကိုအကြံပေးစာတွေလေ့လာလိုက်တဲ့အခါတွေးရှိချက်တွေပြောတာပေါ့နော် ဟိုဟာဆိုပါလို့ဆိုရင်အကျိုးချန်ပီယံတွေကဘာမှမပေါဘူးပြင်းပြင်းနဲ့ဆိုရင်ပြင်းပြင်းသာပဲပြောတယ်ကျွန်းချုံခေါ်ပြချက်မပေါဘူးပဲပဲဖြစ်နေဆိုလို့ရှိရင်ပဲဖြစ်တာပဲပါတယ်ဟိုနောက်ကကျွန်းချုံခေါ်ပြချက်ပါမှကိုပို့ပြီးတော့ဟိုကစဉ်းစားရတာပေါ့အဲ့လိုဟာမျိုးတွေကိုဘယ်လိုလုပ်မလဲဆိုတာပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲနောက်ဆုံးဟိုကတော့ဘာဖြစ်လဲဆိုတော့ဒီအချံပြူချက်တွေအားလုံးကတော့ခြံထားဖို့မတင်ဘူးပေါ့နော်အားလုံးကပြည်သူလူထုစီကအချံပြူချက်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ကလေ့လာတုံ့တက်ပြီးတော့တင်ပေးမှာပေါ့ဗျာနော် အဲ့ဒီလိုတင်ပေးဖို့ပြန်ဖို့ပဲဒီတင်မယ်ကျွန်တော်တို့ကအပိုင်ဇာလေးတွေခွဲပြီးတော့ဘုံမှာဘလောက်ကဘယ်နှဦးကပြင်ချင်ပါလဲဘယ်နှဦးကပဲဖြတ်ချင်ပါလဲဘယ်နှဦးကဖြည့်ဆွဲချင်ပါလဲဆိုတဲ့ဟာမျိုးလေးတွေကိုကျွန်တော်ဇာလုတ်ပြီးတော့လောလောဆယ်တော့အဲ့လိုပဲလုပ်ကြမယ်ဆိုပြီးတော့ဆုံးဖြတ်တာတော့တွေ့ထတာအခက်အခဲရှိတယ်ဒီချို့ဘုံမှာတွေအများကြီးပဲပြူအကြံပြူချက်ကမှတောင်းချီရှိတယ်ဆိုပေမဲ့ဒါပြန်ပေါင်းလိုက်တဲ့ခါကျတော့ချုံလို့ရတယ်ပေါ့အဓိကကတော့မကြံစည်ချင်တာပဲကျွန်တော်လေးလာတုံ့တက်ပြီးတော့ဒီဟာတွေပြန်ပြီးအဲပြည်တော်စုတော်မှာကိုယ်စားလှယ်6အကြိမ်အတွက်ဆွေးနွေးဖို့ နော်ကျွန်တော်လှုပ်ပြီးမှတင်ပြီးမှဒီနေ့မေတ္တာရခန္ဓာဒီအဖွဲ့ဝင်တရားရှိဦးစလုံးကနီယောညာကိုလှုပ်ပြီးပါသူတို့အတွက်လိုတဲ့ facility ကိုသွားရင်းလာရင်းနေတယ်အကယ်လို့လှုပ်ပြီးပါမယ်ဒါလေးတွေကိုတကယ့်ကိုထဲထဲကိုလှုပ်ပြီးပါလို့ဒီနေ့အားလုံးကိုမေတ္တာရခန္ဓာအားလုံးကလည်းလှုပ်ပြီးပါဒီကနေ့အစည်းအဝေးမှာတမတော်ကိုစလေကိုစားပြုကော်မတီဝင်တွေကလည်းကော်မတီရဲ့လှုပ်ထုံးလုံနီးဆိုင်ရာသဘောတရားတွေကိုမေးမြန်းဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။တမတော်ဘက်ကတင်ပြတာဒီလိုပါ။အငယ်တို့ဒီဟာကို ဟောပေါ်လေးပွဲစည်းဖို့ဒီလေလာသုံးသပ်ရေးမှာလေလာသုံးသပ်ဖို့အငယ်တို့ဒီပြောင်းလို့ပြတင်းတဲ့နေရာမှာပေါ့နော်အဲ့ဒီမှာသူကဒါတွေကတချို့ဒီချက်လက်တွေကိုနည်းနည်းလေးနားလည်ပွဲသွားတဲ့အတွက်သူကဒါတွေကိုမခွဲပြီးမှတင်းပဲလို့တင်းတယ်သူနားမလဲဒီအငယ်တို့ကဒါမဲ့ပြည်ရတယ်ဒီသူရဲ့ဆန္ဒပြင်ပြတဲ့လူရဲ့ဆန္ဒအားလုံးကျော်64ဦးကိုကုသလေးပြောင်းပြင်ပြဖို့အငယ်တို့တာဖြစ်တယ်ဒီအဲ့တာဝန်ကြောင့်အငယ်တို့ကတာဖြစ် ဖြစ်ဖြစ်ပြင်ပြီးမယ်ဒီခြေနေမှာဒါတွေမလိုဘူးမခွဲတယ်ပြုတယ်ဆိုတာပေါ်ရောက်မှာကုစလေတွေ664ဘူးပဲကုစလေတွေလက်ထက်ရောက်မှာဒါတောင်းရှိတယ်ပေါ့နော်သူတို့သုံးပြပေါ့နော်အဲ့အဲ့ဒါလေးရှင်းပြမယ်သူတို့ရဲ့ဒီဂျန်ပြုတ်ချက်တွေကိုပြည့်ပြည့်စုံစုံတင်ပြနိုင်ဖို့အတွက်ကော်မတီကဆောင်ရွက်มาဖြစ်ပြီး တကယ်တမ်းပြင်ဆင်မှုမဲခွဲဆုံးဖြတ်တဲ့အခါမှာအခြေခံဥပဒေပါသတ်မှတ်ချက်တွေနဲ့ပြင်မှသာပြင်ဆင်နိုင်မဲ့အခြေအနေရှိပြီးအကျိုးစီးပွားမတူတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအကြားနားလည်မှုရယူလှုံ့ဆော်မှုကအရေးကြီးတယ်လို့ကော်မတီဝင်ဦးအေးမောက်ကပြောကြားခဲ့ပါတယ်။ဒီပုံပြင်ဆင်ရေးကဒီဒီအရတော့ဒီဥပဒေအရတော့အငယ်လို့မြင်တာလေ။ဟိုဒီသူပြောထားတဲ့အတိုင်းပဲပြင်မှရမယ်ထင်တယ်။ရအောင်လည်းပဲ ါတော့အားလုံးဟာဝိုင်းဝန်းပြီးစီယုံပြီးတော့လေနော်အတိုင်းသွားရင်အငယ်တော့ရမယ်ဒီအငယ်တင်ပြောတာလေနော်တစ်ဖက်ညှိနှိုင်းရမယ်ဒါတညှိနှိုင်းမှုကအရင်အရေးကြီးတယ်ဒီနေရာမှာညှိနှိုင်းမှုရဲ့နားလည်မှုရဲ့နော်တယောက်နဲ့တယောက်ယုံကြည်မှုရဲ့ဒီချက်ကအရေးကြီးတယ်ဒီချက် RFA မြင်တ냐အစီအစဉ်တွေကိုဆက်လက်ကြည့်ရှုနေရတာပါရှင်62နှစ်မြောက်ကြားပြည်နယ်နေ့ခမ်းနားကိုကြားပြည်နယ်လိုက်ကော်မြို့ကန္နာဟင်ဝင်ရင်မြမှာဒီနေ့ကျင်းပခဲ့ပါတယ် RFA သတင်းတောက်ကိုနေသေးကတင်ပြထားပါတယ်ရှင်ဒီကနေ့ကြာရောက်တဲ့62နှစ်မြောက်ကြားပြည်နယ်နေ့ခမ်းနားကိုကြားပြည်နယ်လိုက်ကော်မြို့မှာရှိတဲ့ကန္နာဟင်ဝင်ပန်းချံတဲကကန္နာဟင်ဝင်ရင်မြမှာကျင်းပခဲ့တာပါ ရပြည်နယ်ဝန်ကြီးချုပ်ဦးခင်မောင်ဦးကကြားပြည်နယ်ဖွံ့ဖြိုးရေးအတွက်ပြည်နယ်အစိုးရကိုကောင်းမွန်တဲ့အစိုးရတရားဖြစ်အောင်ကြိုးစားအကောင်အထည်ဖော်နေကြောင်းကြားပြည်နယ်နှင့်ခန္ဓာမိတ်ကုန်းမှပြောကြားပါရယ်ကြားပြည်နယ်အစိုးရဖွဲ့ဟာဂရင်းဒီအမျိုးသားတိုးတက်ရေးပါတီနဲ့ပြည်ထောင်စုအစဉ်ဆွေးနွေးပွဲ၃ချိန်မြောက်ဆွေးနွေးနိုင်ခဲ့တဲ့အတွက်ပြည်နယ်တည်ငြိမ်အေးချမ်းရင်တွေ့မြင်နေရပြီလို့လည်းပြောပါရယ်အခုကျင်းပတဲ့ပွဲဟာကြားပြည်နယ်တစ်ခုလုံးအတိုင်းအတာမဆောင်နိုင်သေးတာကြောင့်ဒီထက်ပိုပြီးအလုံးပေါင်းဝင်လာနိုင်အောင်ကြိုးပမ်းရမှာဖြစ်ကြောင်း လူမျိုးစုဒီမိုကရေစီပါတီဘ ഹു ကော်မတီဝင်စောဒန်နီယယ်ကပြောပါတယ်အဲ့ဒါတပင်းလုံးလွှမ်းချနေတဲ့ခန္ဓာလို့ကျွန်တော်တို့မမြင်သေးပါဘူး။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဆောင်းနေတာမြို့နယ်အဆင့်လောက်ပဲမြို့နယ်အတိုင်းအတာလောက်ပဲကျွန်တော်တို့ဆောင်းနေနေပါတယ်။ဒီထက်အဆင့်မင်းမင်းလုံနိုင်ဖို့ကကျွန်တော်တို့ဒီဒီသားရဲ့ကိုစားကျွန်တော်ပြောလို့ပါတယ်။ဒီနေ့ပွဲကိုတက်ရောက်လာတဲ့ဘောလ်ခဲမြို့နယ်က ရင်တလဲလူမျိုးတူဖြစ်တဲ့ဦးဆောင်ရိုင်းခေါ်ဦးရနံကသူတို့အနေနဲ့ကြားပြည်နယ်ငင်းချမ်းရေးတာမကတနိုင်ငံလုံးငင်းချမ်းရေးကိုလူလားချောင်းပြသလို့တဲ့အတွက်ကြားပြည်နယ်နေအခမ်းအနားကိုတက်ရောက်လာတာဖြစ်တယ်လို့ပြောပါရယ်ငင်းချမ်းမယူခင်ကျင်းပခဲ့တဲ့ကာလတွေဟာတဲ့နိုင်သူများတော့တဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တုံတုံကြီးစကြောက်လန်းလန်းတက်ခဲ့ရအန္တရာယ်ပေါင်းများစွာကြောင့်ကျွန်တော်လိုက်မှာတက်ခဲ့ရတနိုင်ငံလုံးရဲ့အပြစ်ခက်ပြစ်ခတ်ရဆဲကြီးငင်းချမ်းကြီး အားလုံးဒီလိုနဲ့ပါဘူးတက်တက်ဘုံဘုံနဲ့လာရောက်ပြန်မှတိတ်ရင်တိတ်ရင်ဒီဆရာတင်နေတဲ့လာရောက်ပြန်ငင်းချိုင်းရမှာလည်းဒီကျွန်တော်တို့ငင်းချိုင်းရဲ့အရတတ်ကိုခံစားနိုင်အောင်ဆိုပြီးကျွန်တော်တို့ဒီကြရပြင်းနေတဲ့ကိုအထုမြထားမှတက်လာခဲ့ကြပါတယ်ဒီနေ့ကျင်ပါရပွဲကိုကြရပြင်းနေဝင်ကြီးချုပ်ဦးခင်မအူးနဲ့အစိုးရအဖွဲ့ဂရင်းနီအမျိုးသားတိုးတက်ရေးပါတီ KNPP ကြရပြင်းနေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရင်အမျိုးသားပါတီ လူမျိုးစုဒီမိုကရေစီပါတီ KM ပြည်သစ်ပါတီစတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေအပြင်ဒေသတည်တည်ကထောင်နေချီတဲ့တိုင်းရင်းသားလူမျိုးတွေတက်ရောက်ခဲ့ရတာကိုတွေ့ရပါတယ်ခင်ဗျာ RFA Radio အတန်းရဲ့စီစဉ်တွေကိုနေ့စဉ်မနေ့ခုနိုင်ကနေ၈နာရီထိထုတ်လွှင့်နေပြီးညစဉ်ခုနိုင်ကနေ၈နာရီထိမေကပြည်တော်စု Washington DC မြို့တော်ကနေဓာတ်ရဲ့အတန်းလွှင့်နေပါတယ် RFA အတန်းရဲ့စီစဉ်မှာ နေ့စဉ်သတင်းနဲ့သတင်းပေးပို့ချက်တွေအပြင်အပတ်စဉ်ဆောင်းပါးတွေကိုလည်းပဲထုတ်ပြန်နေပါတယ်။ရပြင် နေ့စဉ်မနက်ပိုင်းအစီအစဉ်မှာတိုင်းသားဘာသာစကားခုနှစ်မျိုးကိုအလှည့်ကျထုတ်လွှင့်ပေးပါတယ်။ဒီနေ့ကနေ့မှာတော့ဒီနေ့ကနေ့စကားဝိုင်းအစီအစဉ်ကိုမနေ့ပိုင်းမှာရောညဘက်မှာပါနှစ်ကြိမ်ထုတ်လွှင့်နေပါတယ်။ RFA TV နေ့စဉ်ရုပ်မြင်သံကြားအစီအစဉ်တွေကိုတော့ည8:30ကနေ9:00အထိ9:00ဘက်ကြာညစဉ် ထုတ်လွှင့်လည်ရှိပါတယ်။နေစဉ်အစီအစဉ်တွေကိုသတင်းနဲ့သတင်းပေးပို့ချက်တွေတိုင်းသာအစီအစဉ်တွေနဲ့ထုတ်လွှင့်နေပါတယ်။စနေနေ့ညမှာ အပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်ပြီးအဲဒီအစီအစဉ်ကိုပဲဒီနေ့ကနေနေ့မှာပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကျွန်တော်တို့ရဲ့ RFA TV အစီအစဉ်တွေကို Asia Set 3ဂျိုဒူနဲ့ New Skies ဂျိုဒူတွေကနေလည်း တစ်ချိန်နဲ့တစ်ပြိုင်နဲ့ prime tissue နိုင်ပါတယ်ခင်ဗျာအခုဆက်ပြီးကချင်တိုင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးမှာပါကချင်ပြည်နယ်အဖြစ်သတ်မှတ်ပေးခဲ့တာ66နှစ်ပြည့်သွားတဲ့တဲ့ရင်နဲ့လိုင်ဇာဆစ်ပြေဒုက္ခတဲ့စကံကိုကုလသမဂ္ဂကုညီရေးရှင်တန်းရောက်ရှိလာတဲ့တဲ့ရင်တွေကိုမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါရရှင် we pyeonga ni rfa 1040 ku bugrash kam da dai เป็นปัจจัยมังถาจูพอมุโตัวมัธยายผู้ชิุ้นิูเติพาออกคังอุรูชิกาแค่ไอซาพินยนตะบังเดยูเอ็นกลุ่มจุมโมโตดูชังไวชิกานีตังตุนารินมุงพร้อมเนมุงตันกระจากระชินสติกจุงพอมุงดองูน้ำสัตยายในเดือนมกริาคาชิยาชินีผู้ชิ้ครูนิดูตซส่เรดิมเรวาเซคิมิจูสไซมลิชิมสัตหนิงจุงพอมุงดองูมัสัตยายชินีก่อนนะแต่นี้จุคราจุงพอนีพาวมุงสาขอคังมุงดูเชื่เร ไรีมจอมุมสาขอคังลูคราจุงพออุนปองชานียองจอมสกุนามดูนินมุงเอลเอลดีปาดีเวมอมเรมุสวาดักษาดิงสาดูวามเรนซาองไดซอนซุนไวเรเอนายาเดนีชินิงกุชิคูนิงดูจิมเรนจาจุงมิงเชกเชนปีเนจุงพอมงะอะขอคังก็ยองเมียนจุงก็คูเรแต่ถ้าเขาเขานาก็อูรวาปาลมันอเตนทาเอปังลงอะกรีเมนเพจังยาริดงูนา จึงพอดูสลังในไปต่างตัางลงอาเมันมองอุ่นหวานต่างอย่างคารับ เปลี่ยนง่าย แล้วข้องกอโอ้เออจึงพอมงก็ลำกำพัง แพ่เมียมัวมงเดียวอุ่นหวานมีแค่ย่างกอ็แต่ก็แต่เนี้ยเนี่ยจึงพอนี่ก็นัดเพ่นะก็ทัดเด็ดทะเลนะก็ลำพังอ่ะแท้งูมิดนะเกยโอเกยโคว่าก็ โอ้นักชัดว่าก็เด้งดูค่ะแองอะยากลังใบเนี่ยนะสุยากอกชินสเต็กมวยมิงเพปีชเปรยเขาหน้ามุมันกลองอาศัยเพะมิจฉามูชวานียกองมลายคีบีซีจุงพออมปองขลุพงกินเจาะรัมมาพออันทรังคุมตังคุณไดซอนสังลังไหวเร่เอ้ยนนะยิบตรงจุดพันธะข้างขุชายังก็ทำไมบางเห็นได้จุงพอมุ่งตัวมวยกชินสติกมวยได้ก็แต่ใจมัดว่าด้วยว่าเปรยองได้ปลุกปั้นนา ย่านาหยึดตรงทันทาขังคูก็ไม่ให้งูคูเนี่ยไอ้ก็ชัวยงอ่ะยิงงูได้ใชจุงพมดนถวยไปตราชังอสุยารุ่งปันทอยคูนาและว่าใช้อุนุบาลีมันอสุยาลุดอทักลวาใช้เรติมงคิมเยจกูใช้รูชิร้องนิงจุกบ้านเนวินมุงดันดรูมกำซิงไอพังจุงพอมุดนทอยเปตราชังสัตย์ลำตมก้าวไอโกยาเตนจุคราเรงไงร่ ไอนิงชงนันนังคูนามุงกันรุนปองยูเอ็นกลุ่มตุโมดอมสุมก็จันวารีชิลของปัญญาชนามกาเดแคไอโอขังไอเลยสาบเชนยันตะบางีเดดูชังวาไซเรได้ลังยูเอ็นกลุ่มตุมก็จุมสเปรเทนิวทริชันอุงกุนรองลุชานีไรนาเลยสากรุปยินตะบางบลีเดกรันจนาเรลัมเชนยันกอลนนสลังนี้สุเนรีได้ปัตนาลมังแต่ก็พุงเต็มตัดไซยงมีจงอามุกา ဒီညအတွက် RFA ရုံမြင့်တညာအစီအစဉ်တွေလည်းဒီမှာလင်ပြဆုံးပါပြီ။ကြီးစုကြတဲ့ပရိသတ်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါလိမ့်ရှင်။